အားလုံးမင်္ဂလာပါ ကျွန်တော်ဆက်ရုံမှာဒီနေ့ဝက်တာရင်ကြွပါတယ်ဒါထမင်းစားခန်းပါပါကျွန်တော်ဒီနေ့ထမင်းခူးတာနည်းနည်းစောပါတယ်လူရှင်းနေပါတယ်ဒါကျွန်တော် ကျွန်တော်တို့ဖွင့်ပါဆိုရင်ကျွန်တော်ဥစိုးပါပဲကျွန်တော်ဒီနေ့ကျွန်တော်တငယ်ချင်းတွေအတူတူစားပါပါဒီနေ့ကျွန်တော်ဝတ်သားရင်တွေအများကြီးပြောပါရစေ တော့အရင်ဦးဆုံးယူပြမှာတော့အချို တဲတဲ့ဟာပါကစောဥချိုပါသူကဒီကစောဥကိုသူကကျိတ်ပြီးတော့နို့လီရဲ့ပြောင်းမှုရဲ့လုပ်တာပါအဲ့တော့သူ ready made လာတာပါအဲ့တော့သူတို့ရှင်ခဲ့တဲ့တာထဲမှာထည့်လာတာပါပြီးရင်သူတို့ဘန်းလေးတဲကိုပြန်ပြီးတော့ထည့်ပေးတာပါလေအဲ့ဒါကျွန်တော်မင်းများယူပါပါတယ်ပတာရင်နေပါ ကိုရီးယားမှာဝတ်သားချင်းရင်အမြဲတမ်းသူကမုံလောင်ဦးလို့ခေါ်ပြီးထုတ်လို့ပါပါတယ်အသားခက်ခဲတိတ်မချစ်ကြပါဘူး တစ်ခါတည်းဆိုရင် game ချီလဲချစ်ပါတယ်ဒီတစ်ခါမသားဟင်းလေးက6 6လေးချစ်လာတာပါ game ချီပါ ကျွန်တော်ဆက်ရုံက anti လောက်တဲ့ game ချီရန်စားခေါ်ပါတယ်ကျွန်တော်အမြဲတမ်းစားဖြစ်ပါတယ် game ချီဒါကတော့နန်းရွတ်ပါနိုင်မျိုးကိုကျွန်တော်ကိုရီးယားရောက်ခါစားတော့အလီစားမတတ်ပါဘူးဒါပေမဲ့စားရင်စားရင်စားရင်နဲ့ကျွန်တော်ကြိုက်တော့ကြိုက်သွားပါတယ်ထမင်းနဲ့ဆိုရင်ရမ်းလိုက်ပါတယ်နိုင်ရွဲ့ပြီးရင်တော့ဒီဝက်တာ တူတူပဲဘောနော်ခုနဟာလည်းတူတူပါပဲကျွန်တော်နည်းနည်းပို့ယူခဲ့တာပါဟုတ်ပဲဒီပဲထည့်လာခဲ့တာပါအဲ့ဝတ်သားကိုအဲ့လိုချစ်ထားရင်ကျွန်တော်ရမ်းကြိုက်ပါတယ်ပြီးရင်ဒီနေ့ကတော့ငါ၆ဟင်းချူပါငါ၆လေးတွေကျွန်တော်အများကြီးယူခဲ့ပါတယ်ပြီးရင်ဒီတီရတော့သူကဘူးသီးရွယ်စားပါဒါပေမဲ့ဘူးသီးလည်းမဟုတ်ပါဘူးဘူးသီးပုံစံလိုမျိုးပါပဲ ။ဦးရောင်းမှာအဲ့ဒီဟင်းချူချင်းအဲ့ဒီတီးတွေအများတုံးပါတယ်။အချောက်ကမငယ်ပါဘူး။ငချောက်အပေါ့ချောက်ပါ။ကျွန်တော်ငချောက်တွေလည်းအများကြီးယူပါတယ်။ဒီနေ့ကျွန်တော်ဝက်သားတွေအများကြီးယူပါတယ်။ရှိမှကျွန်တော်ရှိမှစားရင်တော့နီပေါလူမျိုးပါ။ကျွန်တော်လည်းဒီလိုလုပ်ပဲလုပ်တာပါ။ကျွန်တော်စေယုံမှာမြန်မာအလုပ်လုပ်တဲ့လူသမားတွေများပါတယ်မြန်မာအယောက်40ကျော်လောက်ရှိပါတယ်ဟုတ်တယ်မဟုတ်လား ပြီးရင်ကျွန်တော်စိတ်ဥမှာအခုထမင်းစားတဲ့ဘန်းလေးတွေနဲ့အစ်စ်လဲပေးတာပါတယ်ဘန်းအစ်စ်တွေပါထမင်းကတော့ဒီနေ့နည်းနည်းစီးပါတယ်အကြော်ရဲလားအဲ့လိုမျိုးကိုဖျက်ပြိုက်စားပေးရအော်ဒီနေ့တော့ဟင်းစုံပါပဲအဲ့တော့ကျွန်တော်တော့အဲ့ဒီဝက်သားကိုအဲ့လိုချစ်ထားရင်ကြိုက်လို့ကျွန်တော်နည်းနည်းပူယူခဲ့ပါတယ်အဲ့တော့ကျွန်တော်စိတ်ဥမှာကြွေးတယ်ဝက်သားရင်ပါ အားလုံးပဲထမင်းလေးစားကြပါဦး